င်္ဂလာပါရှင်ကစ်တင်ညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်ထားရောက်မြန်မာတွေကိုဒုက္ခပေးဖို့စေအောင်စုနဲ့ပေါကိုရောခြေတလန်းတို့ကြန့်စီနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဘန်ကောက်မြို့မှာပေါကိုရောနဲ့ထိုင်းနိုင်ငံမွေ တွေ့ဆုံမှုအပြီးမှာစီယိုစုနဲ့ပေါကိုရောပူးပေါင်းပြီးထိုင်းရောက်မြန်မာတွေကိုမကြံစီသင့်မလို့သင့်တဲ့လောက်ရတွေနဲ့ဒုက္ခပေးဖို့ကြံစီနေကြပါပြီ ပြီးခဲ့တဲ့၄နှစ်ကျော်လုံးလက်နက်ကင်တွေခြံရံပြီးမန္တလေးတိုင်းမှာစစ်တပ်အတွက်ကုတိုက်ပေးမယ်ပြူစောတီးတွေမွေးထုတ်ပြီးဒေါ်လာရင်းအင်အားစုတွေနဲ့ပြည်သူတွေကိုတိုက်ခိုက်တပ်ဖြတ်ဖို့လှုံ့ဆော်နေတဲ့ပြူကောင်းဆောင်တင်ကန်းဝစ်ပေါ့ကိုရောကတိုင်းရောက်မြန်မာတွေတဲကရေဦးဒေါ်လာရင်းတက်ကြစာပါဝင်တဲ့မြန်မာတွေအပေါ်ဖိနှိပ်နေတဲ့ထိုင်းနိုင်ငံမွေးကိုပြီးခဲ့တဲ့စက်တင်ဘာလဒုတိယပတ်ကထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာတွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ် ပေါကိုရောရဲ့အစီအစဉ်ဟာထိုင်းနိုင်ငံမှာရှိတဲ့တောက်ပေါ်တွင်နှွေဦးတော်လန်ရေးတက်ကြစာပါဝင်သူတွေကိုနှိမ်နှင်းဖို့ထိုင်းနိုင်ငံမွေးကိုလာတွေ့တာလို့ထိုင်းရောက်မြန်မာလို့သားအရေးကူညီဆောင်ရွက်သူတွေကတုံ့တက်ပါတယ်။သူတို့တုံ့တက်တဲ့အတိုင်းပဲပေါကိုရောကအကောင့်တဲစတင်ဖော်ဆောင်နေပါပြီ။အဲဒါကပေါကိုရောဟာပြူစောတိအဖွဲ့ဝင်လူငယ်တချို့ကိုဘန်ကောက်မြို့ရောကိုစေလွတ်ပြီးမြန်မာတွေအများဆုံးရှိတဲ့နေရာမှာပြဿနာရှာဖို့ဖြစ်ပါတယ်။ ပေါ့ကိုရောကတိုင်းမှာပြဿနာရှာဖို့အတွက်သူ့ရဲ့လူအချို့ကိုတိုင်းကိုစေလွတ်ဖို့စီစဉ်နေတာကိုလူလူຫນွေယူကစုံစမ်းသိရထားတာပါ။တိုင်းကိုသွားပြီးပြဿနာရှာထားပေးပေမဲ့တိုင်းမှာမြန်မာတွေအနေများတဲ့ရက်ွက်တွေအလုပ်တွေစီကိုသွားပြီးပြဿနာရှာပေးရပါမယ်တဲ့ပြီးရင်ပြန်လာရပါမယ်ပြောပါတယ်လို့ပေါ့ကိုရောနဲ့နီးဆက်သူတို့ကအခုလိုပဲသတင်းပေးထားပါတယ်။ ပေါ့ကိုတော့တပည့်အဖြစ်ခံယူပြီးလူမိုက်လုံနေသူတွေဟာအနေအဆားချောင်းလို့လုံနေတဲ့သူတွေပဲလို့သူကမှတ်ချက်ပေးပါတယ်။ထိုင်းကိုသွားပြီးမြန်မာတဲ့နေတဲ့နေရာတွေမှာပြဿနာရှာဖို့ပေါ့ကိုတော့ကသူတပည့်လူမိုက်တွေကိုအသွားပြန်စရေငိမ့်စေလွတ်ပေးနေတာလို့စုံစမ်းသိရပါတယ်။အဲ့လိုပြဿနာရှာရင်တိုင်းရောက်မြန်မာတွေကိုအင်ရှင်တိုင်းနိုင်ငံတွေကမကြိုက်အောင်မြန်မာတွေအနေအကျပ်ပြီးဒုက္ခရောက်အောင်တိုင်းမှာမနေနိုင်အောင်ပေါ့ကိုရောကတဆင့်စစ်တပ်ကကြံစီနေတာဖြစ်ပါတယ်။ ပေါကိုရော်ရဲ့အစီအစဉ်ဟာထိုင်းနိုင်ငံမှာရှိတဲ့တော်လှန်ရေးထောက်ပို့လုပ်နေတဲ့သူတွေအနေကြအောင်လုပ်တဲ့အပြင်လူငယ်လူသားတွေစစ်မှုတန်းဖို့နေရက်ပြန်လာစေဖို့ PR ပေးဖို့ကြံစီနေတာလို့ထိုင်းနိုင်ငံမှာ နှစ်ပေါင်း20ကျော်ကြာနေထိုင်ပြီးမြန်မာအလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူတဦးကလည်းအခုလိုတုံ့သက်ပြောဆိုပါတယ်။ဒါကဖြစ်လာမှာပဲပေါက်လာပြီးဆိုကြတဲ့ကမိမွေးတော့မယ်ဆိုတာသိတယ်။ သူကိုယ်တိုင်ဒီလိုထွက်လာတယ်ဆိုတာတကယ်ကိုပြဿနာတွေရှော့အောင်လုပ်တော့မယ်ဆိုတာသိတယ်လို့အမိမဖော်လို့သူတိုင်းရောက်မြန်မာလောက်သားအရေးကူညီဆောင်ရွက်သူတူကခုလိုပဲပြောဆိုပါတယ်ပေါကူတော့ဘန်ကောက်ရောက်လာတာလဲထိုင်းအာနာပိုင်တွေရဲ့လက်ချက်မကင်းကြောင်းနဲ့ထိုင်းအာနာပိုင်တွေထဲမှာစစ်ကောင်စီနဲ့ပနာတင်ပြီးအမျိုးသားရေးလုပ်နေသူတွေရှိတယ်လို့ထိုင်းရောက်မြန်မာလောက်သားကုညီဆောင်ရွက်သူတွေကခုလိုပဲဆိုပါတယ်။ထိုင်းနိုင်ငံမွေးဆိုတာကလည်းထိုင်းရောက်မြန်မာလောက်သားတွေအနေကျအောင် တိုင်းအနာပိုင်းတွေအပေါ်လိုက်လံပီအားပေးလိုက်လံဖန်စီခိုင်းနေတဲ့သူပဲဖြစ်ပါတယ်။တိုင်းရောင်မြန်မာလုပ်သားတွေကတော့တိုင်းမားဘာသာလို့ခေါ်ကြပါတယ်။ထိုင်းနိုင်ငံဝင်ဟာပြီးခဲ့တဲ့2024စက်တင်ဘာလ23ရက်မှာဘန်ကောက်မြို့ကစစ်ကောင်စီရဲ့မြန်မာတန်ယုံရှိဆန္ဒပြတာကအစပြုပါတယ်။တိုင်းရောင်မြန်မာတွေနှင်ထုတ်ဖို့နဲ့စစ်ကောင်စီအနေနဲ့နေရပြန်ခေါ်ဖို့ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။အဲဒီနောက်ပိုင်းကစပြီးနိုင်ငံဝင်အနေနဲ့အဖွဲ့ဟာ တိုင်းရောက်မြန်မာလုံသားတွေအပေါ်တိတိတတ်တာပြားပေးလာခဲ့ပါတယ်အဓိကအကြောင်းအရာကຫນွေဥတော်လည်းအားပေးနေကြလို့ပါအာနာသိန်းခေါင်းဆောင်မင်းအောင်လိုက်ဘန်ကောက်ရောက်လာခဲ့တဲ့2025ဧပြီလ5ရက်ကကုလသမဂ UN ညုံရှိမှာကန့်ကွက်ဆန္ဒပြသူတွေကိုပါကိုတိလက်ရောက်ထိုးချိတ်ရန်ရှာခဲ့တဲ့နိုင်ငံ့ဝေးအဖွဲ့ပဲဖြစ်ပါတယ်ပြခဲ့တဲ့ဇွန်ဇွန်လိုင်းကနယ်စပ်မြို့ဖြစ်တဲ့မဲဆောက်မြို့မှာတရားမဝင်မြန်မာတွေဖမ်းဆီးရေးစီမံချက်အတွက်မှလည်းနှကမ်းမွေးနဲ့အဖွဲ့ကမဲဆောက်သွားပြီးသွေးထိုးလုံးဆော်မှုတွေလုပ်ခဲ့ပါသေးတယ်။ ထိုင်းနိုင်ငံမှာနှစ်ပေါင်း20ကျော်ကြာနေထိုင်ပြီးမြန်မာနိုင်ငံလုံသားတွေအရေးကူညီနေသူက ပြောပြချက်အရနှကမ်းမွေးတဲ့အဖွဲ့ကိုစစ်ကောင်စီရဲ့မြန်မာတန်ရုံးကထောက်ပံ့ပေးထားတယ်လို့ပြောပါတယ်။ဘန်ကောက်မြို့စိန့်လော်ရစ်ဘူတာအနီးက မြန်မာတန်ရုံအဟောင်းအဆောက်အဦတွေကိုနှကန်းမွေးနဲ့အဖွဲ့ကမကြာခဏလာလိရှိရလို့လည်းသူကပြောပါရယ်စစ်ကောင်စီတန်ရုံကမြန်မာတိုင်းချစ်ကြည်ရဲ့အတင်းအဖွဲ့အစည်းနဲ့ဖွဲ့ပြီးအဲ့ဒီအဖွဲ့ကနေထိုင်းနှကန်းမွေးအဖွဲ့ကိုထောက်ပံ့ပေးနေတာလို့လည်းမြန်မာလုံသားအရေးကူညီဆောင်ရွက်သူတူကခုလိုပဲပြောဆိုပါရယ်အဲ့ဒီအဖွဲ့မှာမြန်မာတိုင်းဘာသာပြန်တွေခံတာပြီးနှစ်နိုင်ငံအမိုးစကားတွေပြန်ပွားအောင်လူမှုကွန်ရက်ကနေဖြန့်ချီတာတွေလုပ်ခဲ့တယ်လို့ပြည်ပမှာလည်းလုပ်နေကြတယ်လို့စုံစမ်းသိရှိရပါရယ် သူတို့ဟာမြန်မာတွေကထိုင်းနိုင်ငံနဲ့ပတ်သက်တာတွေကို Facebook လူမှုကွန်ရက်မှာတင်တဲ့အခါအဲ့ဒီစာသားတွေနဲ့အကောင့်တွေကိုဘာသာပြန်ပြီးထိုင်းမျိုးသားရဲ့အဖွဲ့တွေစီပေးပို့နေတယ်လို့လည်းပြောပါရယ်။နိုင်ငံမွေးဟာပြူစောတီခေါင်းဆောင်လာတော့ကလက်ခံတွေ့ဆုံခဲ့ကြတဲ့တည်င်းကိုမြန်မာနိုင်ငံကတည်င်းဌာနတွေကိုအကြက်တဝင့်ပေါ်ပြပြီးနောက်မှာတော့ပေါ့ကိုရောနဲ့အရင်ကမသိသလိုပဲထိုင်းရောက်နေတော့အကူအညီလို့တွေ့ကျင်နေရဆိုတာကြောင့်ခိတ္တတွေ့ခဲ့တာသာဖြစ်တယ်လို့ပြန်ဖြေရှင်းခဲ့ပါရယ်။ ှစ်ခမ်းမွေးနဲ့စစ်တပ်လက်ကိုက်ကန်ပေါက်ကိုတော့ပေါင်းမိသွားတဲ့အတွက်ထိုင်းရောက်မြန်မာတွေပို့သတိထားပြီးနေထိုင်ကြရမယ်လို့လည်းမြန်မာလုံသားရေးကူညီဆောင်ရွက်သူတဦးကခုလိုပဲတတိပေးထားပါတယ်။ဥပဒေနဲ့အညီနေထိုင်ကြဖို့လည်းလုံသမားရေးဆောင်ရွက်သူတွေကအကြံပြုပါတယ်။စစ်ကောင်စီကစစ်မှုထမ်းဖို့အလို့ရှိနေတဲ့လူငယ်တွေအားလုံးနဲ့ထွက်ခွာသွားတာနဲ့နှွေးဦးတော်လန်ရေးအနီးကပ်ထောက်ဖို့ကိုညီသူတွေအများဆုံးရှိတဲ့ထိုင်းနိုင်ငံကိုမျက်စိစပယ်မွေးစူးနေတာလို့၎င်းတို့ကဆိုပါတယ်။နှကမ်းမွေးနဲ့စစ်တက်လက်တက်ကိုင်း ေါက်ကိုတော့ပေါင်းမိသွားတဲ့အတွက်ထိုင်းရောက်မြန်မာတွေပိုတည်ထားပြီးဥပဒေနဲ့အညီနေထိုင်ကြဖို့လဲအလို့သမားရေးဆောင်ရွက်သူတွေကအခုလိုပဲအကြံပြုထားပါတယ်။ ဒါပေမဲ့ထိုင်းနိုင်ငံဟာဥပဒေအရစနစ်တကျအကာအကွယ်ပေးထားတဲ့အတွက်ကြောင့်အရန်ကြီးစိုးရင်ဖို့မလိုကြောင်းလည်းအလွတ်တမားရေးဆောင်ရွက်သူတွေကခုလိုပဲပြောဆိုထားပါရင်ပေါ်ကိုရောနဲ့နီးစက်တာကတော့စစ်တပ်ကပြည်ပရောက်မြန်မာတွေကိုအဖမ်းခံရအောင်ဒုက္ခပေးတော့မှမို့တတိပြုကြဖို့အကြံပြုထားပါတယ်စစ်တရဲ့ရွေချက်ကပြည်ပရောက်မြန်မာတွေဒုက္ခရောက်ပြီးအဖမ်းခံရအောင်မြန်မာပြည်ပြန်လာရအောင်အောက်လုံးတုံးနေတယ်လို့မြန်မာတွေစီးလုံးစီခြင်းနဲ့ဆိုတဲ့အကြောင်းခုလိုပဲသိရှိရပါတယ်ရှင် အလဲပိုင်းတိုင်းစစ်တနာကျုံ short tight down နဲ့ပြစ်ခတ်တိုက်ခိုက်မှုစစ်သား၃ဦးသေဆုံးပြီးပစ္စည်းထိန်းထားတဲ့ကိုရောင်မီးလောင်ပျက်စီးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကျန်းဘက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကယင်းနေ့ကြာရောက်တဲ့မန်လေးတက္ကသိုလ်နှစ်တရာပြေးပွဲသို့လာရောက်တက်ရောက်ချင်းမန္တလေးမြို့နန်းနှင်းရှိအလဲပိုင်းတိုင်းစစ်တနာကျုံသို့ short tight down များနဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးပြီးပစ္စည်းထိန်းထားတဲ့ကိုရောင်မီးလောင်ပျက်စီးခဲ့ကြောင်းတက်တွင်းသတင်းမြစ်ကခုလိုပဲပြောဆိုထားပါရယ်။ ယနေ့အော်တိုဘန်လာ၄ရက်နေ့မနက်6:15မိနစ်ကတည်းကမင်းအောင်လိုင်းကမန်လေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတက်ရင်ပြည်ဦးလွင်မှာမန္တလေးသို့ရောက်ရှိလာပြီးနန်းတွင်ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လောက်ပါခအတွင်တွင်ကတဝင်ရောက်တဲခိုခဲ့တယ်လို့သတင်းရရှိပြီးရှော့လိုက်တော့နှလုံးနဲ့တိုက်ခိုက်ခဲ့ကြောင်းမန်တက္ကသိုလ်ရာပြည့်ပွဲတွင်မင်းအောင်လိုင်းကအရက်သားပြည်သူအများပြားကိုလူသားတိုင်းအဖြစ်ကာကွယ်ပြီးပွဲတက်မြင်ဖြစ်ရာအခမ်းအနားကိုတိုက်ခိုက်ခဲ့ခြင်းကနေရာအတိအကျဖြစ်ပြီး ပိုမိုလွယ်ကူတော့လေအရက်သားပြည်သူများပါထိခိုက်မယ်လို့ရှောင်ရှားလို့တော့ကြောင်းမင်းအောင်လိုက်ကတိုက်တဲခိုရလာပါခအတွင်းတို့သာပြစ်ခတ်တိုက်ခိုက်ကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်း short တိုက်တုံးတစ်လုံးဟာလာပါခရှေ့ပစ္စည်းထားတဲ့ကိုရောင်တစ်လုံးကိုထိမှန်ကမီးလောင်ပျက်စီးခဲ့ပြီးလာခရယာမှာ စစ်သား3ဦးသေဆုံးက4ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းဒုတိယ short တိုက်တုံးဟာနန်းတွင်လာပါခတိုင်ယုံရှိအရှိကျောက်စာများရှိတဲ့ရှေးဟောင်းပုံပြသက်ရှိတလုံးကြရောက်ပါခွဲပြီးတက်မီတာစုမှာဈေးဆိုင်တွင်ထိုင်နေတဲ့အမျိုးသားတအူးနဲ့အမျိုးသမီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းခုလိုပဲသိရှိရပါသည် မြန်အောင်လိုက်မန္တလေးတက္ကသိုလ်နှစ်တရာပြေးပွဲလာတက်တဲ့အချိန်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တဲကို short တိုက်တုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာနန်းတွင်လပခတိုင်းရုံအရှိကျောက်စာတွေရှိတဲ့ရှေးဟောင်းပုံပြသက်ရှိတလုံးပေါက်ကွဲခဲ့တာတက်မီသားစုကဈေးဆိုင်တွေမှာထိုင်နေတဲ့အမျိုးသားတအူးနဲ့အမျိုးသမီးတအူးထိခိုက်ဒဏ်ရာရပြီးမော်ဦးပြက်စီးပါတယ် နောက်တစ်လုံးကတော့လပကရဲရှိတဲ့ပြည်စည်းထားတဲ့ကိုရောင်တစ်လုံးထိမှန်ပြီးမီးလောင်ပျက်စီးခဲ့ပါတယ်။လကရစစ်သား၃ဦးလည်းသေဆုံးခဲ့တယ်။လေးဦးလည်းဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့တပ်တင်းသွင်းမြေကခုလိုပဲပြောဆိုထားပါတယ်။အဆိုပါမစ်ရှင်ကို BWM ဖွဲ့ရင်ဥဆောင်စီမံကုနဲ့ NMD PDF အဖွဲ့ PSF နဲ့ ရန်နာမတောအဖွဲ့တို့ကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး PWM Mission 46အဖြစ်အောင်မြင်စွာပြစ်ခတ်တိုက်ခတ်ခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယနေ့နေ့နဲ့စေနိုင်ဝင်ခြင်းတွင်မင်းအောင်လိုင်ကမန္တလေးတက္ကသိုလ်ရာပြည့်ကဏ္ဍသို့တက်ရောက်ပြီးဖွင့်ပွဲဖွင့်လှစ်ခြင်းအမှတ်တရစကားပြောခြင်းတက္ကသိုလ်အဆောက်အအုံများကိုကြိရှုစစ်ဆေးခဲ့ခြင်းများလှုပ်ဆောင်ခဲ့ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။